အာရခမြို့သားကပူရေးဆိုင်ရာရေးပေါ်ပြထင်းရှင်းနဲ့ပတ်သက်တဲ့ဆက်ဆက်သုံးသက်ချက်များဒီကနေ့တင်ပြတော့မယ့်အကြောင်းအရာကတော့လက်ရှိလူအများစိတ်ဝင်စားနေကြတဲ့အာရခတက်တော်ရဲ့စစ်မှုထမ်းဥပဒေနဲ့မြို့သားကပူရေးဆိုင်ရာရေးပေါ်ပြထင်းရှင်း National Defense Emergency Provision NDEP နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Freedom Speech ရှင်တွေကနေပြင်လဲကြိုဆိုလိုက်ပါတယ်အခုတလောအာရခပြည်ဖက်ကတင်းတွေမှာခက်ဆစိတ်တွေ့လာရတဲ့ခိုင်ဒေသနေပြည်သူတွေကို အရဟတတော်အေးထဲကိုငွေရောက်စစ်တဲ့နဲ့တက်ဖို့ဇင်းရဲကောက်ယူနေတယ်ဆိုတဲ့တဲ့နဲ့ပတ်သက်ပြီးဆွေးနွေးစရာတွေရှိလာပါတယ်။ပထမတစ်ချက်ကတော့လက်ရှိမြန်မာပြည်နိုင်ငံရေးထက်မှာအခုလိုပြည်သူတွေကိုစစ်ရဲတော်ဝင်တွေပုံစံမျိုးမျိုးနဲ့ပေးရဖို့ကြိုးပမ်းလာကြတာတွေဟာတိတ်အစင်းကြီးတော့မဟုတ်ပါဘူး။အဆိုးဆုံးနဲ့အတိတ်အဆုံးကတော့တနိုင်ငံလုံးကစစ်ရင်တိုက်ခိုက်နေတဲ့အာဏာသိမ်းစစ်တပ်စစ်ကောင်စီကလုပ်တဲ့စစ်မှုမထမ်းမနေရဥပဒေဖြစ်ပြီးစစ်ရှုံးနေတဲ့တပ်ဖြစ်တဲ့အတွက် ရှင်ရဲ့ရွှေတီးဆိုတာထက်တင်းရဲ့မြေကြီးပဲဖြစ်ကြပါမယ်လို့ပြည်သူတွေကကြောက်ကြရပါတယ်။တကယ်လေရခိုင်ကရှင်ရှင်းမြောက်ကရင်ကရင်နီစတဲ့စစ်မျက်နှာတွေမှာလင်းစင်ကရဲ့စစ်တဲ့နဲ့ရောက်လာကြတဲ့သူတွေဟာတုံးယုံနဲ့တေဘွေဝင်ကြတာတွေလည်းအများကြီးရှိနေပါတယ်။စစ်မြမြန်ကိုမရောက်ခင်နိုင်ငံတော်တရှင်းကိုတင်ပြန်တည်ဆူရင်းနဲ့ဇာတိမန်တက်ကြွခဲ့ကြတဲ့လူငယ်တွေဟာစစ်ပွဲထဲမှာနဖူးပွဲဒူးတွေရောက်တော့မှ အားတဲ့ဘုရားလာကူပါဆိုသလိုဖြစ်ကြရပါတယ်။ပက်ဆက်တွေကြီးလာတာနဲ့မြတ်အတ္တမဆူဆောင်းမှုမှာပုံမပြင်းထန်လာသလိုခြားဆုံးမှုကလည်းပုံပြီးကြီးမားလာပါတယ်။စည်တာဝန်ထမ်းဆောင်ရခြင်းသဘောတရားအမှန်ကတော့ကမ္ဘာပေါ်မှာရှိတဲ့တိုင်းပြည်နိုင်ငံလူအဖွဲ့အစည်းတိုင်းမှာသူ့အတိုင်းဝိုင်းလုံခြုံရေးအတွက်စည်တာဝန်တွေကိုပထမဦးစားပေးအဖြစ်လုပ်ကြရတာလေထူးခြားတာတော့မဟုတ်ပါဘူး။ကိုယ့်ရဲ့အတိုင်းဝိုင်းလုံခြုံရေးအတွက်ကိုယ်တိုင်ကိုကြမလုပ်ဘူးဆိုလို့ရှိရင်ပြင်ပကရင်သူတွေကလာလောက်ကြပါလိမ့်မယ်။ ဲ့ဒါလိုပြုလုပ်ခင်ရခြင်းကိုကျွံပြုအုပ်ချုပ်ခင်ရခြင်းလို့ခေါ်ပြီးနေပေါင်းနေရာကျော်ဗမာပြည်အုပ်ချုပ်မှုဗြိတိရှကိုလိုနီရဲ့အုပ်ချုပ်မှုအက်စစ်ဂျပန်အုပ်ချုပ်မှုဂျပန်ပြည်ထောင်စုအမင်ခဲဗမာလူမျိုးကြီးဝါဒအခြေခံတဲ့ဖက်စစ်ဗမာစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာနေထိုင်လာကြတဲ့အာရခပြည်သူတွေကအဲ့ဒီအုပ်ချုပ်မှုစနစ်အကြောင်းကိုအသိဆုံးပါပဲအဲ့ဒါကြောင့်ကိုရဲ့တိုင်ဝမ်ကာကွယ်ရေးအတွက် ကိုတိုင်ကိုကြလုံနိုင်ပါတာလွတ်မြောက်မှုရဲ့အသီးအပွင့်ကိုမျိုးဆက်တိုင်းကခုဆွဲ့ ခံစားခွင့်ရရှိကြမှာပဲဖြစ်ပါတယ်။ဒီနေရာမှာအဓိကဆိုလို့ရှိရင်တော့ဘယ်တိုင်းပြည်လူအဖွဲ့အစည်းမှမဆိုကို့အတိုင်းဝိုင်းရဲ့လွတ်မြောက်ရေးနဲ့လုံခြုံရေးဟာတရေးချင်ရဲ့နံပါတ်1ဦးစားပေးဖြစ်ပါတယ်။လွတ်မြောက်ရေးတိုက်ပွဲမှာတပ်တွဲရွှေပစ်ဆက်ပြီးတော့ဥဆောင်ဥရပါဝင်ခဲ့ကြသူတွေကိုအတိမတ်ပြုတင်ဖို့ထားမယ်ဆိုရင်ဘာအတွက်ကြောင့်လုံခြုံရေးကာကွယ်ရေးတာဝန်တွေကိုအရှိန်နှစ်နှစ်လောက်ထက်ဆောင်နိုင်ကြမရှိရပါလဲ။ အာရခစစ်တီတော်တွေရဲ့အသက်နဲ့ရင်းမြီးရယူခဲ့ကြတဲ့အောင်မြင်မှုနေမြေတွေကိုဆက်လက်ထိန်းသိမ်းကာကွယ်ဖို့ရှင်သင်နေထိုင်ခဲ့ကြတဲ့သူတွေရဲ့တောင်းဝင်ပါပဲအခုလက်ရှိအာရခတက်တော်ကဥဆောင်ပြီးပြည်သူတရေလုံးပောင်ဝင်တဲ့ကာကွယ်ရေးစနစ်တသသည့်စေယုံစုဆောင်မှုလုပ်နေတာကစစ်ကောင်စီရဲ့လုပ်ငန်းစဉ်ရေမဲချက်နဲ့အနစ်တရားတို့အရာကွပြမှုရှိပါတယ်ပထမတစ်ချက်အနေနဲ့စစ်ကောင်စီဟာပြည်သူတရေလုံးကဆင့်ကျင်တဲ့အာဏာသိမ်းအုပ်စုဖြစ်ပြီးတော့တရားတော်စစ်ပွဲ theory just word theory အရဆိုလို့ရှိရင်မင်ကန်နဲ့အာနာပိုင်အဖွဲ့တခုမဟုတ်ပါဘူးဒုတိယအနေနဲ့အာရခတက်တော်ကဆင်းနေတဲ့စစ်ပွဲတိုက်ပွဲတွေဟာကိုတိုင်းပြည်ကိုတိုင်းသားလွတ်မြောက်ရေးအတွက်သာလှုပ်ဆောင်နေခြင်းဖြစ်ပြီးစစ်ကောင်စီလိုမျိုး လူမျိုးကြီးဝါဒအခြေပြုစစ်အာဏာရှင်နဲ့စစ်မိသားစုအုပ်စိုးမှုကိုအသက်သွင်းလိုခြင်းတော့မဟုတ်ပါဘူးအဲ့ဒါကတော့မြတ်တဲ့အကြောင်းရင်းနဲ့မင်ကန်နဲ့ဥတီရှင်းမှာမတူညီခြင်းပဲဖြစ်ပါတယ် နောက်ဆုံးအနေနဲ့စစ်ကောင်စီတပ်ထင်းမှာပါဝင်ထက်ဆောင်နေကြတဲ့သူတွေဟာတာမဲအရသာပြည်သူလူထုနဲ့တပ်ဖွဲ့ဝင်တွေကြားမှာခွေးရတက်မှတ်ခြင်းမျိုးဆိုတာထက်ပြစ်မိပြည်သူတွေကိုသာဥတည်ချက်ထားစူပေါင်းအပြစ်ပေးမှုလုပ်လို့ရှိတာကတော့ကဘာကလည်းအတိဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်သဘောတရားနဲ့လက်တွဲရပါစစ်ကောင်စီရဲ့အဲ့ဒါမှစစ်မှုထမ်းလှုပ်ဆောင်မှုဟာဆွဲရောက်မေကေမှုမရှိတဲ့လုပ်ရတာဖြစ်တာထင်ရှားပါတယ်။ လက်တော်လိုရဲ့ချက်ကနေရေရှည်အောင်မြင်မှုစီကိုဥတည်ပြီးတော့အာရခစစ်မြေပေါ်မှာရှိတဲ့မြို့နယ်16ခုအနက်15ခုကိုလွတ်မြောက်နေပြီဖြစ်အောင်လှုပ်ဆောင်ခဲ့ပြီးနောက်အာရခပြည်နေနမိတ်ဟာလည်းလွယ်စောကြေပြန့်လာနေပါတယ်။မြောက်ဘက်အစွန်းဘင်္ဂလားပင်လယ်ော်နမေဝါကနေဝေလာတော့မယူတောင်အော်ရမလော်ရမတောင်တန်းတွေတဖက်ပီတောင်ကနေအာရခပြည်အိန္ဒိယဘင်္ဂလားဒေ့ရှ်နေဆက်တို့ဆုံရနောက်ဖက်အင်္ဂလိပ်အခရာ Y3 ရဲ့ပုံစံရှိတဲ့ ဝိုင်ထရန်ကနေဘလောက်ဝမီဆိုတဲ့နေဆက်အဲ့ဒါကနေခိုင်ရိုမအရှိတ်တလောအီယာဝတီမြဝကျင်းပေါ်ဒေသအထိဖြစ်ပါတယ်ဒါကြောင့်နေမြဝကနေဂွာရှောင်းအထိ နေဆက်အခြေအားလေအနည်းဆုံးကီလိုမီတာ900ခန့်ခြေလျားပါတယ်ဆိုတော့ဒါကတော့လက်ရှိအာရခပြည်သူတွေပိုင်ဆိုင်ထားတဲ့အာရခပြည်ပိုင်နက်ဟာ ကမ္ဘာပေါ်မှာဘူတန်နေသားလန်ဆွစ်ဇာလန်စတဲ့နိုင်ငံတွေနီးတူကီလိုမီတာ square ၄000ဝန်းကျင်ရှိပါတယ် အဲ့ဒီနိုင်ငံသူခုစလုံးဟာစစ်ပွဲတွေကိုရောက်ရှိနေတဲ့နိုင်ငံမဟုတ်ပေမဲ့စစ်စုပေါင်းတပ်သားအင်အားဟာဘူတန်ဆိုလို့ရှိရင်၈000တိတာလန်ဆိုလို့ရှိရင်၄000ကျော်နဲ့ဆွစ်ဇာလန်ဆိုလို့ရှိရင်တသိန်းခွဲဆိုပြီးတော့အတိအသင့်ရှိကြတာကိုတွေ့ကြပါတယ်။ဆိုလိုတာကတော့လက်ရှိစစ်ရေးတိုက်ပွဲတွေကိုရင်ဆိုင်နေကြတဲ့အာရခပြည်ဟာအမြဲတမ်းတပ်ဖွဲ့အင်အားအတိမီလီတရီဖို့စ်အနည်းဆုံးတဲ့အင်အား9000ကနေတသိန်းခွဲလောက်ထိရှိနေမှာတိုက်ပွဲကာကွယ်ရေးအတွက်လုံလောက်ပါလိမ့်မယ်။ အဓိကအဖြစ်အာရခအောင်မြေတွေဟာတိုးပေါ်လာတဲ့အတွက်တည့်ရင်အားပိုလိုအပ်လာခြင်းဖြစ်ပါတယ်ဒုတိယအရေးကြီးတဲ့အချက်ကရေရှင်မှာလည်းအာရခပြည်ရဲ့ပထဝီနိုင်ငံရေးဗင်နာပင်ဝန်းကျင်ရေလိုချင်းချောက်မှုနဲ့နိုင်ငံရေးလိုအပ်ချက်အရပါအရွေရောက်သူတိုင်းစစ်ပညာသင်စီရင်တာဝန်တွေကိုထဲဆောင်ရတဲ့စနစ်တစ်ခုကျင့်သုံးသင့်ပါတယ်ကမ္ဘာပေါ်မှာနိုင်ငံအရွေစားတင်းငင်ပြီးတော့လူရည်နေပြီးမင်းနာအင်အားကြီးရင်လိုတဲ့နိုင်ငံတွေအကြမ်းမှတည်ရှိနေတဲ့တိုက်ပင်ကြီးတိုင်းမှာ မြို့သားကကိုရဲ့မဟာဗျူဟာဖြစ်အဲ့ဒါလိုမူဝါဒမျိုးကျင့်သုံးကြပါတယ်အတိတ်အဆုံးကဥပမာစင်ကာပူဘီယန်နယ်နဲ့အစ္စရေးတို့ပဲဖြစ်ပါတယ်အာရကပြည်သူတွေကလည်းစစ်ကောင်စီတပ်ရဲ့ရေလိုချင်းချောက်မှုမြောက်ဘက်မျိုးနွယ်များရဲ့အစလင်အစွန်းရောက်အုပ်စုတွေရဲ့ချင်းချောက်မှုလူ့ရဲ့များပြီးအစလင်မိုက်ဇေးရှင်းပြည့်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ရှုဝတ်အကျဉ်းစီတွေကနေတာစစ်ကာကွယ်နိုင်ဖို့အဲ့ဒါလိုပြည်သူလူထုတရက်လုံးစစ်ပညာသင်ဖို့အရေးကြီးပါတယ် တတိယတစ်ချက်အနေနဲ့လက်ရှိစစ်မြေပြည်မှာအငွေရနေတဲ့အာရဟတက်တော်ဟာပြည်သူလူထုကမွေးဖွားလာတဲ့တက်ဖြစ်ပါတယ်။ဒါပေမဲ့အနာဂတ်မှာလွတ်လပ်ရေးတိုက်ပွဲကနေမွေးဖွားလာတဲ့အမလွတ်မြောက်ရေးတက် BIA လိုမျိုးပြည်သူလူထုဘက်ကိုတင်းနဲ့ပြောင်းသွားလက်တက်ဖြတ်တဲ့တက်မဖြစ်ရင်လေအရေးကြီးပါတယ်။အဲ့ဒီလိုမျိုးမဖြစ်လာစေဖို့အရေးကြီးတဲ့အတားအဆီးတစ်ခုကပြည်သူတိုင်းတက်တော်နဲ့ရင်းနှီးကျွမ်းဝင်မှုရှိပြီးစစ်ပညာသင်ယူထားနိုင်မှာ အနာကက်မှာစစ်ကောင်းဆောင်တွေကအာဏာသိမ်းပြီးပြည်သူလူထုကိုဖိနှိပ်အုပ်ချုပ်တဲ့ကဲကြမာကိုရှောင်ရှားနိုင်ပါလိမ့်မယ်။အဲ့ဒါကြောင့်ပြည်သူတိုင်းစစ်ပညာသင်ယူခြင်းကတော့ဘမပြေဖက်ကစ်လိုမျိုးစစ်အာဏာချင်းပေါ်ထွက်လာမှုကိုတားဆီးပေးနိုင်ပါလိမ့်မယ်။အထက်မှာအကြောင်းပြချက်၃ခုကိုအခြေတည်ပြီးတော့လက်ရှိကာလမှာပြည်သူတွေစိတ်ဝင်စားနေကြတဲ့မျိုးသားကကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ဟာလက်တလို့လိုအပ်ချက်တာမကရေရှည်အာရခပြည်သူဂျိုးစည်းဘောကိုပါဆောင်ဆွဲပေးနိုင်ပါလိမ့်မယ်။ အထူးသဖြင့်လက်ရှိအာရဟတ္တောရဲ့တသအင်အားဟာ9000နဲ့အထက်ရှိပြီးနောက်ထပ်အင်အား9000တာလိုတဲ့အတွက်အသက်ကက်တရှက်တွေမှာပါဝင်တဲ့အမျိုးသားအမျိုးသမီးတိုင်းတစ်ဖြက်တည်းစစ်တတဲ့တက်ရောက်ရင်မလိုအပ်သေးပါဘူးလက်ရှိအာရဟပြည်ရဲ့လူဦးရေအကျစုစုပေါင်း9သိန်းကျော်ရှိပြီးခမင်းတွက်ဆက်ဆက်အကျစစ်တတဲ့တက်ဖို့အကျုံးဝင်သူဟာစုစုပေါင်း9သိန်းကနေ3သိန်းအထိရှိနိုင်ပါတယ်ဒါကြောင့်ထက်မဲ့လိုအပ်တဲ့စစ်အင်အား9000ဆိုတာ အဲ့ဒီပမာဏရဲ့900ခန်းနှုန်းလောက်သာရှိတာတွေ့ရပါတယ်။ဒါကြောင့်စည်ရေးလေ့ကျင့်ဖို့တင့်တော်တဲ့လူရောက်တရာမှာ900ယောက်ခန့်သာဝင်ကြရမယ့်အခြေအနေမျိုးလေးဖြစ်ပါတယ်။တစ်ဖက်မှာအဲ့ဒီ900ယောက်ကိုအပတ်စဉ်တစ်ခုတည်းမှာခေါ်ယူတာဝန်ပေးအပ်တယ်ဆိုတာတဲ့အပတ်စဉ်တစ်ခုမှာတရာနှုန်းနဲ့၅ချိန်လောက်ပြုလုပ်နိုင်ပါတယ်။ပို့ပြီးတော့အရေးကြီးတာကအဲ့ဒီလိုမျိုးရွေးချယ်မှုတွေကိုဘယ်လိုမျိုးတရားမျှတမှုရှိအောင်လှုံ့ဆော်ရမလဲဆိုတဲ့အကောင့်တွေဖော်မှုပိုင်းဆိုင်ရာကိစ္စပဲဖြစ်ပါတယ်။ အဲ့ဒီထဲမှာကအာနာရှိတဲ့သူနဲ့အာနာမရှိတဲ့သူတွေကြားငွေကြေးတက်နိုင်တဲ့သူနဲ့မတက်နိုင်တဲ့သူတွေကြားစတဲ့သူတို့ပေါ်အခြေခံပြီးခွေးရှားဆက်ဆက်မှုမျိုးမရှိအောင်လေလှုပ်ဆောင်ကြပါလိမ့်မယ်ဒီနေရာမှာနိုင်ငံတိုင်းကျင့်သုံးတဲ့စည်ရေးကိန်းလွန်ခွင့်ရှင်းဆိုင်ခွင့်နဲ့ရှော့ပေါ်ခွင့်ဆိုင်ရာတမက်ချက်တွေကိုလေလိုက်နာကြပါမယ်ပြီးလို့ရှိရင်အာရခပြည်သားတိုင်းကလည်းတပင်းကြီးတက်ရောက်မှုရှိတဲ့တက်မက်ဆက်တွေကိုလိုက်နာကြရပါလိမ့်မယ် ပူပြီးအရေးကြီးတာကမိမိစိတ်ဆင်တာအတိုင်း ပါဝင်တာတွေသဘောတရားတိုင်းစေယုံသိမ့်တဲ့တာတွေမျိုးသားတွေကိုဦးစားပေးပါဝင်စေခြင်းတွေတင့်တော်တဲ့တုံ့ပြန်ခံစားပိုင်ခွင့်မလုံးတွေကိုပေးအပ်ခြင်းနဲ့စေယုံခြင်းစတဲ့နည်းလမ်းမျိုးစုံနဲ့ရှိခဲ့မှုတွေကိုကျင့်သုံးသင့်ပါတယ်အဲ့ဒါပြင်အရေးပေါ်ကာလမှာအများဆုံးနှစ်နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးတော့အရေးပေါ်ကာလပြီးဆုံးသွားလို့ရှိရင်တာဝန်ရှင်မှာပို့ပြီးညှော်နေနိုင်ပါတယ် အဲ့ဒီတာဝန်ပြီးဆုံးပါကမိမိစန္ဒအတိုင်းထွက်ခွင့်ရှိရပါလိမ့်မယ်တကယ်လို့တက်ပါတီအစိုးရဌာနစတဲ့နေရာတွေမှာဆက်လက်တာဝန်ထမ်းဆောင်လို့ရဆိုလို့ရှိရင်အရင်ရှင်းလိုက်တာဝန်တွေကိုရှင်းမြတ်အနေနဲ့ခင်ရနိုင်ပါတယ်ညီငုံရှုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အမျိုးသားကာကွယ်ရေးဆိုင်ရာရေးပေါ်ပြဋ္ဌာန်းချက်ဟာအရခပြည်ရဲ့ရေတိုရေလက်ရေရှည်ကာကွယ်ရေးလုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေအတွက်လုတ်တဲ့လုတ်ထိုက်တဲ့အမျိုးသားရေးဆိုင်ရာတာဝန်ကြီးတစ်ရပ်ဆိုတာသိတာလာပါတယ် တစ်ဖက်မှာအာရခတက်တော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့နေမြေတွေကိုတစ်ဖက်ပြန်လည်သိမ့်ပိုက်ရယူဖို့ပုံစံမျိုးမျိုးနဲ့ကြိုးစားနေကြတဲ့အချင်းနဲ့အနောက်ရေသူတွေအတွက်လည်းကြီးမားတဲ့အဟန့်အတာတတိပင်းတည်င်းစကားကြီးတစ်ခုဖြစ်တော့ပါလိမ့်မယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အာရခပြည်သူတရေလုံးပါဝင်တဲ့မြို့သားကကွယ်ရေးစနစ်ကိုပေါ်ဆောင်နိုင်တဲ့အာရခပြည်ကိုဘေးပြင်မရင်သူကမှကျူးကျော်တိုက်ခိုက်ဖို့မဖြစ်နိုင်တော့ပါဘူး။အခုတင်ပြတော့တဲ့အကြောင်းအရာကတော့ နရင်းဆရာတင်းထတာကပေါ်ပြခဲ့တဲ့အာရခအမျိုးသားကပွေးဆိုင်ရာအရေးပေါ်ပြတင်းရှင်းတဲ့ပတ်သက်တဲ့ဆက်ဆက်သုံးသက်ဆက်များဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်။စုံနဲ့ကြည့်ရှုပြရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့စီရင်နိုင်ငံရေးတင်းဆောင်းပါးတွေကိုတင်ပြတော့မလဲဆိုတာကိုကျွန်တော်တို့ရဲ့ Freedom Speech Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်အားပေးကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။